လည်းမပေးကောင်းဘူးတောင်းလည်းမတောင်းကောင်းဘူးပေါ့တောင်းလို့လည်းမရဘူးပေးလို့လည်းမရဘူးအဲ့တော့ဘာကြီးထားတယ်လဲဆိုတော့ဖိတ်ကြမထားသူဆွေမျိုးမတော်သူတို့အထံ၌တောင်းလည်းမတောင်းကောင်းပေးလည်းမပေးကောင်းပါနော်ဆွေမျိုးလည်းမတော်ဘူးပစ္စည်းလေးပါလည်းမပိတ်ထားဘူးဆိုရင်တောင်းလို့လည်းမရဘူးပေးလို့လည်းမရဘူးထို့သူတို့အထံမှာရေကိုတော်မြတ်တောင်းရင်မတော်ကောင်းပါမနည်းပြောပါတယ်အလကားရတဲ့ရေလေးတောင်မှအရေတစ်ခွက်လောက်ကပ်ပါအောင်လို့ပြောလို့မရဘူးနော် ထိုသူတို့အထက်မှပစ္စည်းတစ်စုံတစ်ခုကိုအလိုရှိလျင်စွမ်းရက်တလို့ရက်ရွေးဖြစ်စေမိမိ၌ရှိသောပစ္စည်းဖြင့်လူဝိကြောင်တယောက်ကိုအလဲခံရင်းဖြစ်စေယူရသည်။ဒါမကြမနာအမေးခံရတဲ့မိခွန်းတစ်ခုပေါ့။အာရှင်မရလို့နော်ကပ္ပယကာရကလည်းမရှိဘူးပစ္စည်းလေးပါးတကာတကာမှလည်းမရှိဘူး။ဘုန်းကြီးဝိထုငွေလည်းမကန်ရဘူးဆိုရင်ဘလို့ရက်တည်မလဲပေါ့။တော်တော်များများမေးကြတယ်နော်။အာဥစဉ်တို့အဲဒီကိုရင်ဘွားတို့ကလည်းဒီလိုပဲပေါ့။ ဘုဇလုံးတကားတချို့ကအဲ့လိုမျိုးပါအရှင်များတို့ကဝတ္ထုငွေလည်းမကင်ဘူးကပ္ပယာလည်းမရှိရင်ဘယ်လိုလုပ်မလဲစာအုပ်လို့ရင်ရှင်ဘယ်လိုလုပ်မလဲပေါ့ဒီလိုမေးတာပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုကောင်းကောင်းမသိတဲ့အခါကျတော့အဲ့လိုမျိုးမေးစရာဖြစ်လာတာပေါ့နော်အဲ့တော့ဘုဇလုံးပိစင်းလေးပါတကားတကားမရှိရင်တော့ပိစင်းလေးပါတကားတကားမစီရဖိမှုအလူခံလို့ရတယ်ဥပမာပေါ့နော်ဦးစင်းကမန္တလေးသွားခြင်းတယ် အဲ့တော့မင်္ဂလေးသွားကျင်တော့အကဲဒီရန်ကုန်မြို့မှာကိုယ့်ရဲ့တက္ကရာကမတွေရှိတယ်ဆိုရင်တော့အတက္ကမကြီးဦးစင်းမင်္ဂလေးသွားကျင်တယ်ဆိုရင်သူတို့မင်္ဂလေးသွားဖို့အတွက်ကားလက်မဲ့လိန်လက်မဲ့လူပေးမှာပေါ့အကဲပီစင်းလေးပါတက္ကရာကမမရှိဘူးဆွေမျိုးတွေလည်းမရှိဘူးနော်ဘုန်းကြီးရလည်းဝတ္ထုငယ်မကင်မကပ်ပြရလည်းမရှိဘူးဘလို့လုံးမလဲနော်ဆိုတော့ချင်းချင်းသွားမှာလားမဟုတ်သေးဘူးချင်းချင်းသွားစရာမလိုပါဘူးနော်ခဏကစွန့်ရက်တလို့ရပ်ပါဆိုတာမြတ်စွာဘုရားရှင်ကိုတော်တိုင်းအဲ့ဒါလက်ညှိုးပေးထားတာပါဠိစာပေထဲမှာအဲ့ဒါကိုဘိက္ခာစာရဝတ္တလို့ခေါ်တယ် ွန့်ခံခြင်းဝန်လို့ခေါ်တာအဲ့တော့ဘာလို့မလဲဆိုတော့သင်္ကန်းယုံပေါ့ထုံးစံတိုင်းသင်္ကန်းယုံပြီးတော့သပိတ်ပိုက်ပိုက်ပြီးတော့ဟိုလုံနိုင်လောက်မယ်လို့ထင်တဲ့အိမ်တို့ဆိုင်တို့ရှိမှသွားရက်ပေါ့နော်ဟိုသပိတ်ပိုက်ပြီးတော့ရက်အဲရက်တဲ့ဆိုလို့ချင်းထုံးစံတိုင်းသူတို့ဘာလုပ်မလဲသူတို့မြန်မာနိုင်ငံမှာကအဲဝိထုငွေလားလှူမယ်ကိုကဝိထုငွေလိုချင်တာမဟုတ်ဘူးအဲ့တော့ဝိထုငွေကိုဆိုလို့ညင်းရမယ်ဥစဉ်ဝိထုငွေလိုမခံပါဘူးလို့ညင်းအမနာပိုင်းဆိုသူတို့စားစရာတွေပါလေလူအောင်လူနိုင်တယ်ပေါ့ဒါလည်းကိုညင်းရမှာပဲကိုစားစရာလိုချင်လို့လာတာမှမဟုတ်တာ ဲ့တော့စားစရာကိုလည်းလာလို့ညင်းကော်ဖီမစ်တွေရေတံမှုတွေဖြော်ရည်မှုတွေလာလို့လို့ရှင်လည်းဆိုညင်းရမယ်အဲ့ဆိုရင်အဲ့ဒီအလူချိန်ကနေပြီးတော့ဘာပဲလူလူဘုန်းကြီးကညင်းနေတော့သူတို့မနေနိုင်တော့မေးတော့မှာလေအဲ့ခါကျမေးတော့မယ်အရှင်မင်းကဘာလူခန္ဓာလဲလို့သူမေးတော့မှာအဲ့လိုမမေးမချင်းသူတို့ဘာမှပြောလို့မရအဲ့လိုမေးအောင်တိစောက်နေရတာနော်အဲ့တော့အရှင်မင်းကဘာလူခန္ဓာဖန်လဲဖျားလို့မေးလာတဲ့ခါကျမှဦးစင်းကမန္တလေးသွားမလို့ကားလည်းမလိုချင်တာဟောတာပဲ ။ငါလည်းပဲလိုချင်လို့ဆိုတော့အဲ့ဒါဆိုရင်အဲ့ဒါဆိုရင်အရှင်မြတ်ကြီးတို့လူနိုင်ပါတယ်ပြမနဲ့ပြန်ပဲရှင်ကြွခဲ့ပါဗျာ။ဟောဒါပဲအဆင်ပြေသွားဆရာတကား။အကင်းသူကမအားဘူး။တပည့်တော်မလူနိုင်ဘူးဖရားဆိုရင်နောက်တိုင်ထက်ကြွရုံပဲ။အမြဲတမ်းလွဲတယ်နော်။အမြဲတမ်းလွဲပါတယ်။ဘုရားပေးတဲ့နိလန်းစနစ်ပါ။ဥစဉ်တို့ထီလိုက်ဆရာတော်ကြီးဆိုတာနေပြည်တော်ယမင်းသင်းဘက်မှာရှိမှုတယ်နော်။ညောင်လုံးတော့ရအဆက်ပေါ့ညောင်လုံးဆရာတော်ကြီးရဲ့တပည့်မျိုးဆက်တွေထဲမှာပါပါတယ်အဲ့ဒီကြီးလိုင်ဆရာတော်ကြီးကဥစဉ်လို့စီမှာတခါကြွပြီးတော့ဩဝါဒပေးဖို့တယ် လန်ကျတော့အရာသူမန္တလေးမှာနော်စာတင်သားဘွားနဲ့နေဘူးတယ်ပေါ့ကျတော့ကြီးကမန္တလေးမှာစာတင်သားဘွားနေဘူးတော့တဲ့သူအတိမိတ်ဆွေတပါဥဒမသာရလို့ခေါ်တယ်ကျတော့ကြီးပြောပြတာဥဒမသာရကတဲ့မြင့်တဲ့ချင်းချင်းဘိုးကောင်းနေတဲ့သူကကပ္ပရလည်းမရှိဝိထုငွေလည်းမရှိဘူးသူမှာတဲ့ဒီသရင်တော့တစ်ချက်နော်ဒါပဲပါတပိတ်စလုံးသင်္ကန်းသုံးတယ်ဒီအားလေးနဲ့စာတင်ဖို့လာတာတဲ့သူမှာစာအုပ်တွေလည်းဘာမှမပါလာဘူးတဲ့သရင်တော့တစ်ချက်ရယ်နော်ထိုင်ခင်းတဲ့တစ်ချက်ရယ် ။နောက်သင်္ကေသုံးထည်တပိတ်တလုံးရင်ဒါပဲပါပြီစာသင်ဝင်လာတာတဲ့။အဲ့တော့ဥဒ္ဓမသာရကသူစာအုပ်တွေလိုချင်ပြီဆိုရင်သူဘာလို့တလဲဆိုတော့ခုနကဦးစင်းပြောတဲ့ပုံစံမျိုးပေါ့။သူအဲ့ဒီအိမ်နေကိုသွားပြီးတော့သူအိမ်ရှိမှာတပိတ်ပိုင်ပြီးချက်တာ။ရက်တော့ဖုံးစံတိုင်းမြန်မာလူမျိုးတွေကမသိဘူးလေမထူးထူးဆန်းဆန်းဘာမှလည်းမသိတော့ဟိုငွေလူခံတယ်လို့ထင်တော့ငွေလူရတယ်ဖုံးစံတိုင်းညင်းတာပေါ့နော်ဒါငွေလူမှမခံတာညင်းတယ်။တခြားတခြားစားစရာတွေလားလူတယ်ညင်းလိုက်တယ်။ အဲ့တော့အဲ့ခါကျမှဒကာဓမ္မတွေကမေးတာအရှင်မြတ်ဘာလူခန္ဓာလင်းလို့မေးတာမေးတော့ဦးဇင်းက "तू စာအုပ်လိုရှိလို့လာကြတာပါဗော"ဆိုအဲ့ဒါအရှင်မြတ်လိုချင်တဲ့စာအုပ်တွေဆင်းရေးပေးပါဗျာဟောစာအုပ်ဆင်းပါဆိုတော့ဦးဇင်းတို့လိုချင်တဲ့စာအုပ်တွေဆင်းရေးပေးပေးခဲ့တယ်အဲ့ဒါဒကာဓမ္မတွေကအရှင်မြတ်ကနောက်ပတ်ဘယ်ချိန်ကြွက်ခဲ့ပါဗောပြင်ပြလိုက်တာပဲဘယ်ကြောင့်မှတင်းသုံးလဲဆိုတော့လိပ်စာတွေမှမေးချလိုက်တယ်ဗောသူတို့အရှင်ပြန်အကြောင်းကိုလိုက်လာခဲ့မယ်မပြေဘူးဆိုရင်အရှင်မြတ်ကိုလည်းဒီကြွက်ခဲ့ပါဗောဒါပဲသူကအဲ့လိုပုံစံမျိုးနဲ့ဥဒ္ဓမသာရကစာတင်တာအဲ့နောက်ကျတော့ ဒကာဒကာမတွေအရင်သားချင်းတွေကတိကုန်တယ်။ဟောဒီကိုတော်တမားကဒီလိုဒီလိုဟိုအလူခံတယ်ဆိုတော့တိကုန်တော့ငါလည်းလူချင်းသူလည်းလူချင်းဖြစ်ကုန်ကြအများကြီးရ။အဲအဲ့ဆိုဦးစင်းလေးစာအုပ်လူချင်းပြောပါဗျာတင်ငယ်လူချင်းပြောပါဗျာဆိုတာမျိုးဖိတဲ့လူတွေပေါ်လာတယ်။အဲဗုဒ္ဓရဲ့နိလန်းတော့ယနေ့ခေတ်ဒီနိလန်းကိုကျင့်သုံးတဲ့လူမရှိတော့လူတွေလည်းမသိတော့ဘုန်းကြီးတွေလည်းမသိတော့တိမ်ပျောက်သွားတယ်။မပျောက်သွားတဲ့အခါကျတော့ဝတ္ထုငွေမကန်ရင်မဖြစ်ဘူးဆိုတဲ့အနေအထားမျိုးကိုအလုံးဝင်ဆိုင်ကိုတခုဝင်သွားကြတယ်။နော်တကယ်တော့ဦးစင်းတို့ဗုဒ္ဓဘာသာတရားဓမ္မတွေလည်းဒီနိစနစ်ကိုသိထားကြမယ်။တန်ခါတော်ရင်လည်းကျင့်လည်းကျင့်သုံးနေတယ်ဆိုရင် ဒါအမတန်မှပတ်စံမကင်မဲနဲ့ရက်တည်လို့ရတဲ့အနေအထားမျိုးပဲဆိုပြီးအခွင့်ပြုပေးထားတာသိကောင်းပါလားနော်